ဟင်းဝီယန်နဲ့ဆိုဗီယက်သင်္ဆင်တို့ရဲ့အနုပညာလောကသို့ဝင်ရောက်လာမှုကြောင့်အားလုံးပဲမင်္ဂလာပါ MZ Leaders New Channel ကနေကြိုဆိုပါတယ်။ဆိုဗီယက်သင်္ဆင်ရဲ့အနုပညာကိစ္စငယ်စဉ်ကတည်းကစတင်ပြီးတော့အသက်73နှစ်ရွယ်နှစ်တောင်ကိုကုနေဝင်ကျင်ကလေးကနုပညာလောကတဲ့ကိုဝင်ရောက်ခဲ့ပြီး2013ခုနှစ်မှာတက္ကသိုလ်ဝင်နေအောင်မြင်ခဲ့ပါတယ်။ ။အနုပညာနဲ့ပညာရေးကိုတပြိုင်တည်းညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ထင်ရှားရဲဆိုတဲ့အသက်၁၈နှစ်ရွယ်၂012ခုနှစ်မှာမိုးညအိမ်မက်မြူရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးမြို့သမီးဇက်ဘို့စုအကယ်ဒမီရွှေစင်ရုပ်စုလူကိုရရှိခဲ့တယ်။ဂီတခီတထောင်2012ခုနှစ်မှာပထမဆုံးဒေစီရီချစ်သူရွေးမဲ့ထွက်ရှိခဲ့ပြီးဒုတိယနဲ့တတိယအခွေများအတွက်တချင်းနေစုဆောင်လျက်ရှိပါတယ်။ဟေဝေရနဲ့ပူပေါင်းဆောင်ရွက်မှုတွေအချိန်ကာလ2009ခုနှစ်ဝင်းကျင်ကလေးကနှစ်ပေါင်း18နှစ်ကျော်ကြာအတူတကွလောက်ကင်လာခဲ့ကြတယ်။ဆိုပြည့်သည်စဉ်အမှုပညာစတင်တဲ့အချိန်ကစပြီးပူပေါင်းခဲ့ကြောင်းထင်ရှားပါတယ်။ ပူးတန်းလက်ရာတွေတကြံထူစီစဉ်နဲ့ဇလန်တွေတွေဥပမာကောင်းကင်ရာဆိုရင်အိမ်မက်ဝတ်တန်မှာတရုတ်ဆောင်ခြင်းနဲ့အတူပါဝင်တရုတ်ဆောင်ခဲ့ကြပါတယ်၂013ခုနှစ်မှာထရဝင်းစိန်ဆိုင်မက်ခုနှစ်ဖွင့်ပွဲကန်တာမှာတူတကွဖဲချိုးဖြစ်ခဲ့ခြင်းကိုပြုလုပ်ခဲ့ကြတယ်ဆလတ်ပူပေါင်းမဲ့စီစဉ်နေတဲ့ကြံကာလာဇလန်တွေတည်တည်နေတဲ့ချာအမှုပညာလုပ်ငန်းတွေမှာဆလတ်ပူပေါင်းစီစဉ်ထားပါတယ်။ဇိုပြည့်သင်းအမှုပညာစွမ်းရည်တွေဘတ်ဆောင်တက်မြောက်မှုဆိုတော့တရုတ်ဆောင်ကီးဘုတ်တိခတ်ခြင်းစရအမှုပညာမျိုးစုံမှာထူးချွန်ပါတယ်။ လက်ရှိလုံဆောင်နေမှုတွေရုပ်ရှင်ဆက်ကားကြီးသုံးပန်လာကျိန်ဆောင်ပြုခိဇလန်တွေမှာသုံးပန်လာမင်းသမီးဖြစ်တရုတ်ဆောင်လျက်ရှိခြင်းတတိယတရက်လွယ်တွေ့တဲ့ခြင်းတွေပြင်ဆင်ခဲ့ပါတယ်ပင်ကိုစရိုက်လှုပ်ဖို့ကိုင်းပတ်တွေကိုနောက်ပြောင်းတက်တဲ့ယူနီယံပုံစံနဲ့လူတီများတယ်ဧဝရရဲ့နောက်ခံကြောင်းဆိုပြတဲ့စဉ်တန်စော်ပြီးနုပညာလောကတွေကိုဝင်ရောက်ခဲ့ရှိတော်လဲသူရဲ့တည်ကြတဲ့အချိန်စတင်ချိန်ကိုရှာဖွေတွေ့ရှိမှုရှိပါုံဆိုပြတဲ့စဉ်ရင်းရည်ရဲ့လှုပ်ဖော်ကင်ပတ်ဖြစ်ဂီတဗီဒီယိုရဲ့ဇလန်တွဲရဲ့ဖြောပြေးအစီအစဉ်တွေမှာပါဝင်ခဲ့ပြီးထုတ်လွှင့်ရင်းနဲ့ပဲမှလည်းလောက်ကင်လျက်ရှိပါတယ် ဟေဝင်းနဲ့ဆိုဗီယက်သင်းတို့ကနှစ်ပေါင်း၁၈နှစ်ကျော်အတူတကွအမှုပညာလုပ်ငန်းတွေလုပ်ကိုင်လာခဲ့ကြပြီးအထူးသဖြင့်ဆိုဗီယက်သင်းရဲ့ငွေရမှုစတင်ကဗတ်ဆောင်ထူးချင်မှုတွေနဲ့ဟေဝင်းရဲ့အထောက်ပံ့မှုကိုအခြေခံပြီးမြန်မာပြည်ပြည်လောကမှာအထင်ကြီးနေရာတစ်ခုရယူထားကြပါတယ်။အစောင်းနေ့ရွှေနာစင်ပြည်ပြည်သားအလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။